ားလုံးမင်္ဂလာပါဗျာဒီနေ့မှာတော့ certain reset ချနေမြောက်ပေးမှာဖြစ်ပါတယ် certain reset ကိုဘယ်ချင်းနေချမလဲဆိုတော့ certain ဘိုင်းနေ error ဖြစ်တဲ့အခါမျိုးမှာတခုမှနေပြီးတော့ error ဖြစ်သွားတဲ့အခါမျိုးမှာ certain reset ချတဲ့မှာတယ်ဒါဆိုရင်ကျွန်တော်တွေ certain ဘိုင်းပဲ certain ဘိုင်း wifi password လေးတွေကျွန်တော်တွေအဲ့ဒါလေးပဲကျွန်တော်တွေပြန်ထည့်မှာပါအကျန်တဲ့ data တွေလုံးဝမပြတ်ပါဘူးအဲ့တော့ကျွန်တော်တခါလေးစမ်းပြမယ် certain နဲ့ကိုနေလိုက်မယ်အဲဒီမှာတဲ့ reset ဆိုပြီးရရှာလဲရတယ်အဲဒီမှာတဲ့ reset ဆိုပြီးရှာလဲရတယ်ကျွန်တော်လောဆယ်ပြပြပြမှာတော့ Samsung ဖုန်းတစ်လုံးနဲ့ပေါ့နော် တော့ကျွန်တော်ဆန်သဖုန်းလုံးနဲ့ဥပမာပြပေးမယ်တော့ဒီမှာကျွန်တော်တို့နေပြီးတော့ဒီမှာ reset ဆိုတာရှိတယ်အဲ reset နေလိုက်မယ်နေလိုက်ပြီးတော့ကျွန်တော် အောက်နားလေးမှာရှိတယ်အဲဒီမှာ reset all setting လားဒါမှမဟုတ် reset mobile mobile network ကိုပဲ reset လုပ်မလားဒါမှမဟုတ် wifi bluetooth ပဲ reset လုပ်မလားအဲဒီမှာပါတယ် accessibility မှာမှတ်နေပြီးတဲ့ setting ကိုပဲ reset လုပ်မလားကြိုက်တဲ့ setting reset သွားလုပ်ရဒီအောက်ကဟာတော့အားလုံးပြတ်မှာလို့ပြောတော့ပေါ့နော်။ Okay ကျွန်တော်တို့က setting မှတ်နေမိတဲ့ setting အားလုံးကိုပြန်လည်ပြင်ဆင်ခြင်းနဲ့အဲ့လိုမျိုး reset မျိုးเนาะအဲ့ဒါသူ့သူ့တိုင်းသူပြန်ထားခြင်းလဲဆိုရင်ကျွန်တော် reset all setting လေးကို name မယ်ဒီဒီနေရာပြီးရင် red reset setting ပေါ့เนาะဒီမှာ reset setting okay ပြီးဒီမှာရှိလို့ရှိရင်ဒီမှာကိုယ့်ရဲ့ဖုန်း password lock လေးပြန်ထားပေးမယ်အဲ့တခုလို့ရှိရင်တခါကြလို့ရှိရင် account တွေပါတယ်တော့ account တွေပါတယ်ပေါ့เนาะကျွန်တော်တို့ဒီထည့်ထားတဲ့ gmail account တွေပါတယ်တော့ကျွန်တော်တွေ sorry ကကျူအောက်ထားသုံးမဟုတ်ကျွန်တော်တွေဘလို့ဘလို့လုတ်ထားမယ်ဆိုတော့ကျွန်တော်တို့ဒီမှာအဲ ကျွန်တော်တို့ဟိုကိုကိုတွေရှိတဲ့ဂျင်မေကောက်တွေပါတော့အရင်ကကြိုကြိုအောက်ထားပေါ့နော်ကြိုအောက်ထားလိုက်ပါဂျင်မေကောက်တွေပါကြိုဖြုတ်ထားလိုက်တော့မဟုတ်ကိုကဂျင်မေကောက်တွေ password သိနေတဲ့ကိစ္စမရှိဘူးပြီးဆိုရင်ရှင်တော့ reset လေးနေလိုက်မယ်အဲကျွန်တော်ပြောတိုင်းတော့ဂျင်မေကောက်လေးတော့တေချာလေးတော့ဟို password လေးရှာထားမရှိဘူးဆိုရင်တခါတည်းအကောက်ကို apply နော်မရှိရင်တခါတည်းအကောက် apply ပါဗျ okay apply ပြီးဆိုမှရှင်းမှာမဟုတ်ရင်ဂျင်မေကောက်တွေပဲပြန်တောင်းတက်တယ်နော် okay ဒါဆိုရင်ကျွန်တော်ရှင်းလိုက်တယ် တော့သူပိတ်ပြီးတော့ပြန်ပွင့်လာလိမ့်မယ်အဲ့တော့ခဏတော့စောက်ပြီးမယ်ဗျโอเคอ่ะဆိုရင်ပြန်တော့ပြန်တက်လာပြီခဏစောက်ပြီးမယ်เนาะ โอเคဒါဆိုရင်အရင်မြန်နဲ့ပြန်တက်လာပြီเนาะပြန်တက်လာပြီဆိုလို့ရှိရင်ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီ setting research စင်းသင်ငန်းစာလေးကပြီးပြီအရင်လွှဲပါတယ်ဒီဟာလေးကကျွန်တော်တခုတော့ရှိတဲ့ပုံတော့ကျွန်တော် wifi pad password တွေပါတယ်အမ်မြန်မာနဲ့တွေပါထည့်ပြီးဟာယူเนาะမြန်မာနဲ့ password လေးတွေပြန်ရိုက်ပေးရတယ် wifi password လေးတော့ပြန်ရိုက်ပေးရတယ်အဲ့ဒါလေးကကျွန်တော်လေးကတော့ဒီတိုင်းပဲပုံเนาะဒါဆိုရင်ကျွန်တော်တို့တွေ setting နဲ့မှာမနိုင်မိတဲ့အရာလေးတွေဥပမာဥပမာတချို့ဆိုလို့ရှိရင် setting နဲ့မှာမမနိုင်ပြီးတော့ဟို တော့ကျွန်တော်ကုကြူကြောင်ဖြစ်တာလေးအဲ့လိုမျိုးဆင်းပြေတာမျိုးတွေဖြစ်နေကျွန်တော်ခုပြောတဲ့ research ချလို့ရပါတယ်စတင်အုံးစတင်အုံးလေးပဲเนาะစတင်အုံးလေးဆိုဘာမှလည်းမပြတ်ဘူးဖြစ်တာလေအဲ့တော့ research လည်းအရင်မြန်တယ်ကျွန်တော်ဘာလို့ဘာလေးပဲပြန်လုပ်ပြရတယ်ဆိုတော့ကျွန်တော် wifi password တွေဘာလေးပြန်ထည့်ပြရတယ်ဒါလောက်ပဲလိုတာ channel အားလုံးပဲအဆင်ပြေပါတယ်ဗျ Okay အားလုံးကျေးဇူးတင်ပါတယ်ဗျဆင်းပြေတဲ့ live ခွင့်နေပြီအပေးကပါဦးခင်ဗျအကောင်းဆုံးနေ့လေးပတ်စံကြပါစေဗျာ